ဒီနေ့မှာတော့ Latinist လေ့ကျင့်မှုတစ်ခုအကြောင်းကိုပြောပြမယ်။ Makiwara Punch Makiwara Punch ခဏခဏကြားဖို့ကြားလိမ့်မယ်။အဲ့တော့ Makiwara Punch ဆိုတာကဘာလဲ။အဲ့ဒီအကြောင်းကိုမပြောခင်မှာ Karate ရဲ့အကြောင်းကိုအရင်ဆုံးကျွန်တော်ပြောပြမှရမယ်။ Karate ဆိုတဲ့အဓိပ္ပာယ်ကလက်နက်မဲ့တိုက်ခိုက်ခြင်းလို့အဓိပ္ပာယ်ရတယ်။ကိုယ့်ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုလက်နက်အဖြစ်အသုံးပြုပြီးတော့တိုက်ခိုက်ခြင်း။အားဆိုရင်လက်တွေခြေတွေကလက်နက်ဖြစ်ဖို့လိုနေပြီ။ အဲ့ဒါဆိုရင်လက်နက်ဖြစ်အောင်ဘယ်လိုလုပ်ကြရမလဲဆိုတော့ creative ပညာရက်ကလက်နက်မတုံးဘူးလက်တွေခြေတွေကိုပဲလက်နက်ဖြစ်လုပ်တယ်ဆိုတော့သူတို့ကသူတို့ရဲ့လက်တွေကိုခြေတွေကိုမာကြောအောင်လုပ်ဖို့စဉ်းစားလာရတယ်လွန်ခဲ့တဲ့နှစ်ပေါင်းရာချီကတည်းကသူတို့ကနီလန်းတွေကိုရှာဖွေခဲ့ကြတယ်တက်သားပြားတွေကိုအလွတ်ထိုးကြည့်တယ်နာရီပါဝါလဲတက်မလာဘူးအဲ့တော့အုံသံကျိုးလိုမျိုးပတ်ပြီးတော့အပျော်သားတစ်ခုခုပတ်ပြီးတော့ထိုးကြည့်တယ်ပါဝါတက်လာတယ်လက်သေးလဲမာလာတယ် focus ပြတ်လာတယ် အဲ့ဒီကမှမာကီဝါရာပန်ဆိုတာမျိုးကဖြစ်လာတာပါမွေထိုင်းကိုမြန်မာလက်ဝိတ်ကနေစစ်နေပိုင်းရှင်လို့မရဘူးဒါမှန်တရားပါတကယ်တမ်းတာတာဆိုရင်လက်သီးပိုင်းမှရှိတယ်အဲ့တော့အဲ့ဒီလက်သီးပိုင်းကိုမာကီဝါရာဘိုင်းနဲ့ထပ်ပြီးတော့ပေါင်းထည့်လိုက်နိုင်ရင်လုံးဝပါဖက်ကျွန်တော်သိသလောက်ဆိုရင်ဥရွှေဝါထုံးတို့ဆိုလင်းဥတို့ကမာကီဝါရာ training တွေကိုလေ့ကျင့်နေသူတွေပါဥရွှေဝါထုံးဆိုရင် English bouncing technique ကိုမှ Maggie Wara patch နဲ့ပေါင်းပြီးတော့သူ့ရဲ့လက်သီးချက်တွေကိုပြင်အောင်လုပ်တယ်။အဲဒါကြောင့်မို့လို့လည်းပြင်းတယ်။ ထိတယ်ပြက်တယ်အကုန်ပြုတ်ကြတာကိုစိုးလင်းဦးဆိုရင်လေလက်သီးပိုင်းကမာပြီးတော့သူ့လက်သီးတွေပောက်တယ်ဆိုတာကအဲ့ဒီလေ့ကျင့်ခန်းကြောင့်ပါ